ရိုးကြွားလာနေတဲ့ဆွေတင်မြောက်တက်ကိုပြင်ညာပေးမဲ့အမေရိကန်ဆွေတင်နိုင်ငံရဲ့စစ်တပ်ဟာဂျာနီယေမူဘာဒနဲ့စေရဲအစ်စ်ပြင်ဆင်ထားမှုတို့ကိုအကြိမ်ကြာမြင့်စွာဟန်ချက်ညီအောင်ထိန်းထားနိုင်ခဲ့ပါတယ်။တမန်တဲ့လျှောက်အဓိကစစ်ပွဲကြီးတွေကိုရေပဲကျက်ရှိရှိနဲ့ရှောင်ရှားခဲ့ပေမဲ့ဆွေဒီယာစေရဲခဲ့တဲ့လျှောက်လုံးဆိုဗီယက်ရဲ့ဖြစ်လာနိုင်ခြေရှိတဲ့ချင်းချောက်မှုတွေကိုတံပြန်ဖို့အတွက်ခိုင်မာတဲ့ကာကွယ်ရေးပုံစံကိုထိန်းသိမ်းထားပါတယ်။သူတို့ရဲ့လက်နက်ကန်တပ်ဖွဲ့တွေကလေးမြန်စွာစစ်ချနိုင်မှုအစစ်မြေလေးချောင်းစွာနဲ့ဂန်အုံနဲ့ကာကွယ်ရေးတွေကိုအဓိကထားပြီးအလုံးခင့်မိတဲ့တပ်ဖွဲ့တွေဖြစ်လာပါတယ်။ ဒီတဲကမှအဟောဆုံးတဲ့နာမည်ကြီးဆုံးကတော့အမြောက်တပ်ပါပဲ။ဆူဒီယန်စွာမြင့်အာချာအမြောက်စနစ်ဆူဒီယန်ရဲ့ထင်ရှားဆုံးအမြောက်စနစ်ကိုပို့ပြီးအနီးကပ်လေးလာကြည့်အောင်ပါ။အဲ့ဒါကတော့အာချာစနစ်ပါပဲ။အမြန်တော့တိကျမှုနဲ့ကာကွယ်မှုစတဲ့အချက်တွေအတွက်အထူးဒီဇိုင်းထုတ်ထားတဲ့အာချာဟာခိုင်ခန့်တဲ့လေရင်ကိုတဲ့ပုံမှာတက်ဆင်ထားတဲ့155မီလီမီတာလေရင်ဖြင့်အမြောက်စနစ်တစ်ခုဖြစ်ပါတယ်သူရဲ့မေရှင်းကရွေးရှင်းပါတယ်ပြင်းထန်တဲ့ပြေဟောက်ကိုပေးပြီးရန်သူမတုံ့ပြန်လိုက်ရင်နေရာပြောင်းရွှေ့ဖို့ပါပဲအာရှာကိုတကယ်ထူးခြားစေတာကသူ့ရဲ့အလိုလျောက်စနစ်ပါပဲ အစီအမပြည့်ခတ်မှုထိန်းချုပ်စနစ်နဲ့အလိုလျောက်ကြည်ပြည့်စနစ်တွေနဲ့ဆိုရင်ဒီအမြောက်ဟာစတန်ဒတ်ကြည်တွေနဲ့ကီလိုမီတာ30ကျော်အထိရောက်ရှိနိုင်ပြီးအစီအမကြည်တွေနဲ့ဆိုရင်တော့90ကီလိုမီတာအထိကိုရောက်ရှိနိုင်တဲ့အပြင်ကြည်မျိုးစုံကိုတမနေ့အောင်မှမယမနာပြည့်ခတ်နိုင်ပါတယ်တန်ချက်ကကာဖို့ရဲ့ဘေးကင်းတဲ့အတွင်းပိုင်းနေရာကနေစစ်တီတရားပြင်းမဲ့ချိန်ချင်းနဲ့ကြီးစံစီမံခန့်ခွဲမှုတွေကိုလှုပ်ဆောင်နိုင်ပြီးကျန်တဲ့ဝင်ပြီးတဲ့အလုပ်တွေကိုတော့စနစ်ကိုယ်တိုင်ကလှုပ်ဆောင်ပေးပါတယ်အကြာပြစ်ခတ်ဖို့အမေ့ရပြီဆိုတာနဲ့ကြီးတွေကိုရွေးချယ်ဖြည့်သွင်းပြီးအလင်းမြန်ဆက်တိုက်ပြစ်ခတ်လိုက်ပါတယ်ခနာလေးတွေ့မှာပဲအချာပြစ်ခတ်ပြီးရတဲ့တီနီယာရွှေပြောင်းပါတော့တယ် သူရဲ့နောက်ထပ်တိုက်ခိုက်မှုတွေကိုပြင်ဆင်နိုင်ဖို့အတွက်ရန်သူရဲ့တံပြန်အမြောက်ပြစ်ခတ်မှုကိုထိမှန်နိုင်ခြင်းအ ਨੇ ဆုံးဖြန်လုံးဆောင်နိုင်ပါတယ်။ရွေလျားနိုင်စွမ်းတိကျမှုနဲ့အလိုလျောက်စနစ်တို့ပေါင်းစပ်ထားတာကြောင့်အာရှာဟာတာမန်အမြောက်တစ်ခုထက်ကိုပိုပါတယ်။ခိမီစေပွဲအတွက်ဒီဇိုင်းထုတ်လုပ်ထားတဲ့ထိတ်တဲအမြောက်ပြစ်စနစ်လို့ဆိုမှပုံမှန်ပါလိမ့်မယ်။ဆွေတင်းရဲ့အာချာစနစ်ပေါ်ယင်းနှမြုံနယ်မှုကကာကွယ်ပေါ်ထားရှိတဲ့ဆေးရထက်သန်မှုနဲ့တူအလားလာကောင်းမွန်တဲ့နေပညာပိုင်းဆိုင်ရာကိုပေါမိမောင်းထုတ်ပြနေခဲ့ပါတယ်။ပြဿနာတိုင်းအတွက်အဖြေရှိနေတဲ့သို့သလိုတိုက်ခိုက်မှုတိုင်းအတွက်လည်းခုခံမှုရှိနေရပါမယ်။ကဲဒီတော့ American ရဲ့ Siren Point Defense System အကြောင်းသွားကြည့်လိုက်ရအောင်ပါ။ ဇွေတင်ရဲ့ Archer စနစ်လိုမျိုးရန်သူအမြောက်စနစ်တွေကိုကာကွယ်ဖို့အတွက် American တပ်ဖွဲ့တွေအား Siran ဆိုပြီးတော့မိပေးထားတဲ့အထူးကာကွယ်စနစ်ကိုအသုံးပြုပါတယ်ဒီစနစ်ကိုရန်သူရဲ့ပြစ်မှတ်လာတဲ့လက်နက်တွေကိုကာကွယ်ဖို့အတွက်နောက်ဆုံးကာကွယ်ရေးအလွှာလိုတတ်မှတ်ထားပါတယ်စီရာမှာကိုကဲမှုနဲ့ထိန်းချုပ်နိုင်စွမ်းဖြင့်ဝင်လာတဲ့ကြီးတွေကိုထောက်လန်းနိုင်ဖို့တတိပေးဖို့တုံ့ပြန်ဖို့နဲ့ရားဖြတ်ဖျက်ဆီးဖို့စွန့်ရင်တွေကိုပေးစွမ်းတဲ့စနစ်မျိုးစုံပါဝင်ပါတယ်မြေပြင်ခြေဆိုင်ပုံစံမှာတော့ LPWS ကိုနေရာပြောင်းရွှေ့နိုင်ဖို့အတွက် MV ကိုဘိန်းတက်ရင်ပေါ်မှာတက်ဆင်ထားပါတယ်စီရန်ကိုတက်ဆင်ရမှာအဆင်များစွာပါဝင်ပါတယ်အဲ့ဒီထက်ကတစ်ခုကတော့ 20မီလီမီတာ M61 Vulcan Gelding ကအတွက်ကြီးတွေကိုထောက်ပံ့မှုတွေကြီးမားတဲ့ကြီးပူးစီကို နေရာချထားခြင်းပါပဲကြီးပူးစီကိုပောက်ကွဲအားဖြင့်နဲ့မီးရှို့ကြီး High Explosive Incendiary Rounds တွေနဲ့ဖြည့်ပြီးတဲ့နောက်မှာတော့တပ်သားတွေကအရာအလုံးစင်ပြေပြေရှိနေကြတေးကြစီပေါ့ရေဒါစနစ်ကိုကဲထိန်းချုပ်ရေးကရိယာဒါအပိစက်တွေနဲ့ အာယုခံကရိယာတွေကိုဖြေချပြီးတော့စစ်ဆေးရပါတယ်။ဇီရဟာတနစ်ကိုကြီ4500နိုးနဲ့ပြည့်ခတ်နိုင်ပါတယ်။ဒါကြောင့် American ပြည်ထောင်စုကဒီစနစ်ကို C5 Galaxy လို့ကြီးမားတဲ့ကုန်နေလေယာဉ်ကြီးတွေအသုံးပြုပြီး Iraq နဲ့ Afghanistan လိုပဋိပက္ခဒေသမျိုးမျိုးမှာချထားခဲ့ပါတယ်။အစိပ်ပိုင်းတွေကိုဖြုတ်ထိုးပို့ပြီးတော့ကုန်တယ်ကြီးအသုံးပြုကလေမော်တင်ဆောင်ရပါတယ်။မြေပြင်ဆင်းသက်ပြီးရတဲ့လေကျင်းထားတဲ့ကျွမ်းကျင်သူတွေက Siren စနစ်ကိုတက်စင်ပြီးရန်သူရဲ့လက်နက်ပစ်ခတ်မှုတွေကိုတံပြန်ဖို့တတ်မှတ်ထားတဲ့နေရာကိုရှေ့ပြောင်းရပါတယ်။ Siren မှာ FADC2 Forward Area Air Defense command and control ဆိုပြီးတော့လူသိများနဲ့ပိတ်ထားတဲ့ထင်းချိုရေးစခန်းပါဝင်ပြီး NDA တွေကိုချက်ချင်းထောက်လန်းမိတာနဲ့သူ့ရဲ့ M61 Gelting Gun ကိုပြစ်ခတ်ဖို့အတွက်အသင့်ပြင်ဆင်ထားပါတယ်။စီရာမာပြစ်မှတ်ကိုကိုယ်တိုင်ထောက်လန်းနိုင်တဲ့အစိမ့်မြင့်ရှာဖွေမှုနဲ့ချီရခံမှု radar စနစ်ပါဝင်ပါတယ်။ဒါမှမဟုတ် FLIR ကင်မရာကနေရောညပါဝေဟင်ခချိန်ချောက်မှုတွေကိုတိုက်ခတ်ဖို့ဦးစားပေးဖို့နဲ့ပြက်စီးပြစ်ဖို့စွမ်းရည်ကိုပေးပါတယ်။စီရာအစိမ့်မြင့်ကစစ်စခန်းတွေကိုကာကွယ်ပေးဖို့အတွက်ဒီလိုနည်းပညာကိုထိန်းသိမ်းဖို့ဆိုရင်နောက်ွယ်ကနေအများကြီးအားထုတ်လုပ်ဆောင်ကြရပါတယ်။ စီတီတရားမိဆက်တွေကိုအချိန်မဆိုင်မီနဲ့ပြုပြင်နေရမယ်။တတိပိကရိယာတွေကိုမျက်ခြင်မပြတ်သွားအောင်ထိန်းသိမ်းရမယ်။စနစ်အမြဲတမ်းလုံးလုံးနေဖို့အတွက်ရေဒါကိုပြတ်သွားရင်ပြန်လဲပတ်နိုင်ဖို့အဆင်သင့်ရှိနေရပါမယ်။ဒါအပြင်စီရန်စနစ်နဲ့ချိတ်ဆက်ထားတဲ့ဘက်ထရီတွေကိုနေအောင်ကြည့်ဆွဲရင်ပြားကနေအားသွင်းနေဆိုရင်တေချာခရူးတစ်ဆိုင်ထိန်းသိမ်းရပါမယ်။စီရန်ရေတက်သုံးစနစ် CIWS ကိုမူလက1983ခုကနေ20မီလီမီတာ Vulcan Gelting ကပါဝင်တဲ့အလိုလျောက်လက်နက်ကာကွယ်စနစ်ဖြစ် စတင်တည်တင်းခဲ့ပါတယ်။၂၀၀၄ခုနှစ်ရောက်မှရေတပ်ကမြေပြင်အခြေစိုက်စခန်းပုံစံဖြစ်နေပြောင်းလဲဖို့တုံ့တက်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့မြေပြင်တပ်ဖွဲ့တွေကိုကာကွယ်ဖို့အတွက်အောင်ခံကရိယာများပြားနဲ့ခြေဆက်နိုင်တဲ့စွမ်းအင်ရှိလိုပါပဲ။စီရန်နဲ့ CNWS တို့အောင်အလွန်စိတ်တူပြီးမယ်။အဓိကကွာခြားချက်တစ်ခုကတော့ကြီမျိုးစားပဲဖြစ်ပါတယ်။ Fellas CNWS Dustin တန်ချက်ကပေါက်ကြီးကိုအသုံးပြုပြီးမယ်။စီရန်ကတော့20မီလီမီတာပေါက်ခွဲရပြင်းမီးရှို့ပြီးတော့သူ့လိုလိုပြည့်စည်သွားတဲ့ကြီးကိုအသုံးပြုပါတယ်။အမေရိကန်ရဲ့တခြားလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကပါတယ်လေ။ဖွဲ့ဖဲတွေကပါတယ်လေ။ စီရန်ပြင်အမေရိကန်တပ်ဖွဲ့တွေကမြေပြင်တပ်ဖွဲ့တွေကိုကာကွယ်ဖို့အတွက်တခြားသောလေကြောင်းရန်ကာကွယ်စနစ်တွေကိုအသုံးပြုပါတယ်။အဲ့ဒီထဲမှာနာမည်ကျော် MIM 104 Patrick ဒုံးမြကာကွယ်စနစ်လေးပါဝင်ပါတယ်။ Patriot Missile Defense System Patriot စနစ်အောင်အစိပ်အားလုံးကို track ကဒါမှမဟုတ်နောက်တွဲယာဉ်ပေါ်မှာတက်ဆင်ထားတဲ့အတွက်တနအိုက်တဲ့ပုံပေါ်တဲ့အခြေတွေမှာတက်ဆင်နေပါတယ်။တက်မှတ်ထားတဲ့နေရာကိုရောက်တာနဲ့စစ်တီတွေအားပြည်လူစခန်းရဲ့လေးကျင်ကိုတီးမြအောင်ဖြန့်ခွဲပေးထားတဲ့ M901 ပြည်လူစခန်းရဲ့ထောက်တန်တွေကိုတက်ဆင်ရပါတယ်။တချိန်တည်းမှာပဲ Patriot ဒုံးပြန်စနစ်အားအချိန်မဆွဲဘဲပြည့်ခတ်ဖို့အသင့်ဖြစ်ကြောင်းသိကြစေဖို့အတွက် AN MPQ 5365 C5A Radar OE349 Antenna အုပ်စုနဲ့ AB3 လျှက်စစ်ဓာတ်ပစ်စက်တွေကိုပြင်ဆင်ရပါတယ်။ ရေဒါကဝင်လာတဲ့ NDA ကိုထောက်လိုက်မိတဲ့အခါမှာစနေရပြစ်လွတ်တဲ့စနစ်ကိုအလိုလျောက်စတင်နိုင်တယ်လို့ LEM ကနေကြားဖြတ်ဖြည့်စီမဲ့ဒုံးပြန်တွေကိုလက်နဲ့လည်းပြစ်ခတ်နိုင်ပါတယ်။ဒုံးပြန်ပြန်တန်းနေစီမှာပဲ Patriot စနစ်ဟာရေဒါကိုအသုံးပြုနေပြစ်မှတ်ကိုဆက်လက်ခြေရခံနေပြီးလမ်းကြောင်းကိုချိန်ညှိဖို့အတွက်ပြန်တန်းနေစီအတွင်းမှာပဲလက်ညှိုးမှုပြင်ဆင်မှုတွေကိုပြစ်လွတ်နိုင်ပါတယ်။ဒုံးပြန် Canister ဟာ Patriot ရဲ့ကြားဖြတ်ဒုံးပြန်တွေကိုတူလောင်ထားပြီးတော့ Canister တစ်ခုစီမှာ BX3 ဒုံးပြန်၄စင်းတည်ဆောင်နိုင်ဖို့အတွက်ပြစ်လွတ်စကန်တစ်ခုမှာစုစုပေါင်း76စင်းရှိပါတယ်။ ဘက်တရီအတုံးများအလေလက်သို့မဟုတ်အဝေးပြေးဖြစ်တဲ့အတွက်အမေရိကန်မှာမြေပြင်တပ်ဖွဲ့တွေကိုဝင်ဟင်ခချင်းချောက်မှုတွေကနေကာကွယ်ဖို့အတွက်တခြားတာတိုကာကွယ်စနစ်တွေလည်းရှိပါတယ် Adventure Defense System ဒီတဲ့ကတစ်ခုကတော့ TWWQ1 လို့သတ်မှတ်ထားတဲ့ Adventure ကာကွယ်စနစ်ပါဒါဟာ American Self ကိုတိုင်ဟျူလီယားနိုင်တဲ့ဝင်ဟင်ပြေးတုံးပြစနစ်ဖြစ်ပါတယ် ဒီစနေ့မှာစတင်ဂျာဒုံးကြီးတွေတက်ဆင်ထားတဲ့ဂျာရိုတီငိအဗန်ဂျာလစ်စင်ပါဝင်ပြီးရေမောင်းနဲ့အမြောက်ကန်တဲ့တပ်သား၂ဦးရှိရပါတယ်။အဗန်ဂျာကာကွယ်စနစ်ကအနိုင်ပြန်သားနဲ့ရဟတ်ယာဉ်တွေလေယာဉ်တွေနဲ့ UAV တွေကိုထောက်လန်းဖို့ဖော်ထုတ်ဖို့ခြေရာခံဖို့နဲ့တိုက်ခိုက်ဖို့အတွက်အလုံးထိရောက်မှုရှိပါတယ်။ DHAAD Terminal Height Altitude Area Defense Patriot လိုမျိုးပဲ DHAAD ဟာဒုံးမြန်တွေကိုသူတို့ရဲ့ပြန်တမ်းမှုနောက်ဆုံးစင်မှာကြားပြတ်ဖြည့်ဆည်းလေးရှိပါတယ်။ DHAAD ဟာရန်သူဒုံးမြန်တွေကို880မီတာနဲ့3000ကီလိုမီတာအကွာအဝေးတွေမှာထောက်လန်းချီရခံနိုင်ပါတယ်။ဆိုလိုတာကသူတို့ဟာတာတူအကွာအဝေးတွေမှာရှိနေတဲ့ဘေးရင်မျိုးကိုမဆိုလေတူတွေမှာပဲဖြစ်စေလေတူအပြင်မှာပဲဖြစ်စေဖြည့်ဆည်းပြည့်နေတဲ့သင်းမင်းတမန်တွေပါ DHAD ဖြစ်လို့စခန်းကိုကြားပြတ်တုံးမြန်ရှစ်စင်းဖြစ်ဖို့အတွက်မိနစ်30အခန့်အချိန်ယူရပါတယ်ဒီကြားပြတ်တုံးမြန်နေရာ6.6မီတာအရှိရှိပြီး1044 kg လေးကျင်ရှိတဲ့ကနစ်စတာတွေထဲမှာထည့်ထားပါတယ်ဒီကြားပြတ်တုံးမြန်နေမှာထိပ်ဖို့မပါဝင်ပါဘူးသူတို့ကဝင်လာတဲ့တုံးမြန်တွေကိုဖြည့်ဆည်းဖို့အတွက်ဝင်တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ရွေလျားစွန့်ရင်တသက်ပေါ်မှာအားကိုပါတယ်ကိတဲ့စေပေါ်မှာ drone ညာလက်နေတွေတည်ဆောင်နိုင်တဲ့အတွက်အဓိကချိန်ချောက်မှုတစ်ခုဖြစ်လာပါတယ်။ American တပ်ဖွဲ့တွေကဒီဟူရင်ကလာမဲ့အန်ဒီရဲ့ပြင်မှတ်တွေကိုထောက်လှမ်းပြီးတော့ပြေချဖို့အတွက် MEADX အသုံးပြုပါတယ်။နောက်ဆက်နေခုနေ့နိုဝင်ဘာလ29ရက်နေ့မှာ MEADX ဟာ White Stand ဒုံမြန်ပြည်ကွင်းမှာသူရဲ့ပထမဆုံးပြစ်မှတ်ကိုကြားပြတ်ဖြစ်စေနိုင်ခဲ့ပါတယ်။ Sweden ရဲ့ Archer အမြောက်စနစ်ကနေ American ရဲ့ Siren, Patriot နဲ့ DHAD စနစ်တွေအထိဒီကာကွယ်စနစ်တွေကကမ္ဘာလုံးဆိုင်ရာစံသေးတွေမှုနဲ့လုံခြုံရေးပေါ်ဂတိကဝတ်ပြစ်ထောင်းမှုတွေအားဘယ်လောက်ထိယုံကြည်ရနိုင်မလဲ၊ခိုင်မာမလဲ၊အာမခံနိုင်မလဲဆိုတာပြသနေပါတယ်။ဒါရီယာနိုင်ငံတွေနယ်နိမိတ်တွေကိုကာကွယ်ဖို့ဆိုတာထက်အနာဂတ်မှာသွေးကြွလာနိုင်တဲ့စည်ရေးအငွေ့တက်တွေကိုပို့ပြီးတော့ပြည်ပြင်းလာစေပါတယ်။ တိုးတက်ခြင်းတွေကပဲကျွန်တော်တို့စီကိုဆောက်ရုပ်ခြင်းတွေယူဆောင်လာလိမ့်မလားအချိန်ကပဲဆုံးဖြတ်ပေးပါလိမ့်မယ်ဒီနေ့စီစီကတော့လောက်ပါပဲကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်